လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရန်ကုန်မှာရောနယ်ဘက်ဒီမှာရောဖြစ်များနေရဲ့အားလုံးသိပြီးသားအားလုံးနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့သွေးလွတ်တောက်ခွေယောဂအကြောင်းပြောပြပေးသွားပါမယ်ကျွန်တော်ပရီကက်ဆင်းနေတဲ့ဒီဆေးကမ်းမဆိုလို့ရှိရင်လည်းသွေးလွတ်တောက်ခွေ case တွေကအများကြီးများလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့အဲ့ဒီအကြောင်းပြောပြပေးသွားပါမယ် သွေးလွန်သောက်ခွေရောဂါဆိုရင်ကျွန်တော်တို့ဒန်ဂီလို့ခေါ်တဲ့ virus လေးကြောင့်ဖြစ်တာပါဒီ virus လေးကလူတူဦးကနေနောက်တူဦးကိုဆိုလို့ရှိရင်ခြင်ကရာနဲ့သစေကူးစက်တယ်ပေါ့နော်ဆိုတော့ခြင်ထဲမှာမှကျွန်တော်တို့ခြင်ချားမျိုးစားဖြစ်တဲ့ဒီ Aedes mosquito လေးကရာနဲ့ဖြစ်ပါတယ်ဒန်ဂီမှာဆိုလို့ရှိရင် type က၄ခုရှိရပေါ့နော်ဒီသွေးနှုတ်တောက်ွေယောဂဆိုလို့ရှိရင်ကြိုက်ခံရပြီးတော့ကျွန်တော်တို့9ရက်ကနေ9ရက်အတွင်းမှာယောဂလက္ခဏာတွေစပြီးတော့ပြပါတယ်။ယောဂလက္ခဏာတွေက လူနာကအဖျားတက်မယ်အဖျားမှဆိုရင်104 degree Fahrenheit 40 degree Celsius လောက်ထိတက်မယ်ပေါ့နော်ပြီးရင်အဖျားက3ရက်မြောက်နေ့မှာကျသွားပြီးတော့9ရက်နဲ့10ရက်အတွင်းမှာအဖျားပြန်တက်ပါမယ်ခေါင်းကိုက်မယ် ကြက်သားနဲ့အရိုးစစ်တွေမှာအရန်ဝနာမယ်ပေါ့နော်ပြီးရင်ပြို့မယ်အံမယ်ခန္ဓာကိုယ်တစ်လျှောက်မှာဒီအနီဇက်တွေထွက်လာမယ်ပြီးတော့မျက်လုံးရဲ့အနောက်ဘက်နေရာမှာနာမယ်ပေါ့နော်ဒီလိုလက္ခဏာမျိုးတွေပြလာနိုင်ပါတယ်ခုနကကျွန်တော်ပြောသွားတယ်ပေါ့နော်ဒင်ဂီမှာဆိုလို့ရှိရင်သူက type က၄ခုရှိပါတယ်ဆိုတော့ဒုတိယတစ်ခေါက်ထပ်ဖြစ်တဲ့ patient ဥမာအဖြစ်ဒင်ဂီ type 1ဖြစ်ထားရဲ့လူကြီးမှာ type 2ထပ်ပြီးတော့ဖြစ်တယ်ဆိုလို့ရှိရင်ရောဂါလက္ခဏာကပိုပြီးတော့ဆုံးနိုင်ပါတယ် ဒီလိုလူမဆိုလို့ရှိရင်လူနာက Z type M ပဲ1 byte မှာအရန်ကိုနာမယ်ပေါ့နော်ပြီးအသက်ရှူတာတွေကလည်းတအားအောင်မြင်မယ်ပြီးရင်1သွားတဲ့အခါသွေးပါမယ်နှာခေါင်းသွေးရှင်တာသဖုံသွေးရှင်တာမျိုးကြီးဖြစ်နိုင်တယ်ပြီးရင်နှုံးမယ်လူနာအနေနဲ့ခန္ဓာကိုယ်ကအေးပြီးရောဖြူဖြော့နေရမျိုးကြီးဖြစ်လာနိုင်ပါတယ် ဒီလိုလက္ခဏာတွေပြလာရဆိုလို့ရှိရင်လူနာအနေနဲ့ဆေးရုံစည်းကမ်းကိုသွားဖို့လိုအပ်ပါတယ်။ဆေးရုံစည်းကမ်းမသွားခင်ဆက်ကြဒါမှမဟုတ်စည်းကမ်းမရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်လူနာအနေနဲ့ကောင်းကောင်းနားယူဖို့လိုအပ်ပါတယ်။ပြီးလို့ရှိရင်လည်းတက်စာရည်ကိုလုံလုံလောက်လောက်တောက်ပေးရပါမယ်။ကျွန်တော်တို့ဒီဗီဒီယိုရဲ့ second topic ဖြစ်တဲ့ဘယ်လိုကာကွယ်ချမလဲဆိုတာကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်။ ဘလို့ကောက်ွယ်ကြမလဲဆိုရင်ကျွန်တော်တို့အတူကောက်ဖုံးသွန်လဲစစ်ဆိုပြီးမှတ်ထားကြပါမယ်။ဖုံးဆွဲတိုင်းပဲကျွန်တော်တို့တောက်ရီအိုးစင်ဒါမှမဟုတ်သုံးရီခံချိုးရီခံတွေကိုဖုံးဖုံးထားပေးရပါမယ်။ တုံဆွဲတိုင်းပဲကျွန်တော်တို့ဒီရေဝတ်တက်တဲ့ပစ္စည်းတွေပေါ့နော်ဥမာအပြည့်တရားပိန်အဟောင်းတွေရေပုံးအဟောင်းတွေစတာကိုတုံပေးရပါမယ်မိုးကလည်းရွာလိုက်တိတ်လိုက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ရေဝတ်တက်တဲ့နေရာတွေကများနိုင်နေပေါ့နော်အဲ့လိုပဲမြေကြီးကြိုက်ခွက်နေရာတွေဆိုလို့ရှိရင်မြေဖို့ပေးဖို့လိုအပ်ပါရဲ့လဲဆိုတဲ့အတိုင်းပဲဖျားပန်းအိုးတွေတောက်ရီအိုးတွေဆိုလို့ရှိရင်ပုံမှန်လေးလဲပေးရပါမယ်ဆဲဆိုတဲ့အတိုင်းပဲရေကိုစစ်ပြီးတော့ကြွချက်ပြီးတော့မှတောက်သွင်းရပါမယ် နောက်တစ်ခုကကျွန်တော်တို့ချင်းလုံးစကားရေချင်းစည်းဖြန်းတာမျိုးရေလှုပ်လို့ရပါရဲ့ပြီးရင်လုံလုံခြုံခြုံဝတ်ဆင်တာမျိုးရေလှုပ်လို့ရပါရဲ့ဒီကလေးငယ်လေးတွေအဆုံးမကောင်းတဲ့လူတွေရှိရဲ့အိမ်မှာဆိုလို့ရှိရင်တော့ချင်းစည်းဖြန်းတာထက်ကိုဒီချင်းမကောင်ကက်တစ်စတစ်ကာလေးပြီးတော့ချင်းလုံးစကားအသုံးပြုတာမျိုးလေးတွေကိုပဲပို့ပြီးတော့ recommend လုပ်ချင်ပါတယ် ကျွန်တော်ဒီနေ့ပြောသွားတဲ့ဒီသွေးလွှတ်တုပ်ကွေယောဂအကြောင်းနဲ့ဒီဘလူကာကွေရမလဲဆိုတာတွေကိုနားမလည်လို့ဆိုလို့ရှိရင် comment မှာထပ်ပြီးတော့ဖတ်နိုင်ပါတယ်။ပြီးတော့ဒီထပ်ပို့ပြီးတော့အကျေဖတ်ခြင်းဆိုလို့ရှိရင်လည်းကျွန်တော် comment မှာ link လေးချထားပေးပါမယ်။အဆုံးထိနားထောင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဒီလို health education တွေ video ကြီးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page လေးကို follow လုပ်ထားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အားလုံးတက်တာ